အင်မတီကတော့အချက် romance အိမ်တော်လေးဇက်ပေါ့နော်ဒါကတော့ဟိုလူတွေခုနှစ်ရသားသမီးကြိုက်တဲ့ဇက်မျိုးပေါ့တင်ကြီးလည်းကိကြိုက်တယ်ကိလည်း romance drama ကိုအာတန်လည်းကြိုက်တဲ့သူပဲဒါပေမဲ့အများတန်းကိုကအဲအဲ့လိုမျိုးဇက်လည်းရိုက်နေလို့လည်းမရပြန်ဘူးပေါ့နော်အချက်ကကြိုက်တဲ့လူကတတ်တက်ကိုရှိတာဒီလိုမျိုး horror sense spiritual movie ကြိုက်တဲ့လူကလည်းတတ်တက်ကိုရှိတယ်ဆိုတော့ဒီနှစ်ခုက compare လုပ်လို့တော့မရဘူးပေါ့နော်နင်ကကြောက်လို့လားကြောက်ရင်ငါလည်းလေးတွေ့တာ တော်သမားကိုကိုရန်အားရလားဒီဇက်ကားကြီးရဲ့အချိန်မှာကြိုက်လားကြိုက်ပါတယ်ကြိုက်ပါတယ်ဘာလို့ဆိုတော့ဒီအခုလိုမျိုးပေါ့နော်ဟိုကားကောင်းကစားပေါ့နော်ဝင်းမေးပြီတင်ပကြီးကတော့အချက် romance အိမ်တော်ရေးဇက်ပါเนาะဒါကတော့ဟိုလူတွေခုနှစ်ရသားသမီးကြိုက်တဲ့ ဇက်မျိုးပေါ့အချက်ရဲ့အိမ်တော်ရေးရဲ့ romance ဆက်တာပဲဒီဇက်ဒီနှစ်ဝင်တဲ့ကြတော့တိမ်ကြီးလဲကစ်ကြိုက်တယ်ဆုံးနိုင်ဆုံးနိုင်မင်းကောက်ကွက်လို့ခင်ကိလဲ romance drama ကိုအာတန်လဲကြိုက်တဲ့သူပဲဒါပေမဲ့အများတန်းကိုကအဲအဲ့လိုမျိုးဇက်လဲရိုက်နေလို့လဲမရပြန်ဘူးပေါ့နော်အဲဒီဇက်ကြတော့ဘာပို့ပြီးတော့ပို့ပြီးတော့ဟိုပေါ့နော်ခတ်တာပေါ့ရိုက်ရတာ horror လက်ပတ်လဲနည်းနည်းတော့ရယ်ဝိညာဉ်ပတ်လဲတော့ရယ်ဇက်ရဲ့ဒီဖောက်ပုံလေးရတယ် ဖြည့်ရတာအရင်များတယ်ဇက်အိမ်လည်းကြီးတယ်ပြီးတော့လူတွေလည်းအများကြီးတုံးထားတယ်ဇက်ဖို့ဇက်ရံနေမင်းသားတွေအားစတကယ်ကိုဒီလိုပေါ့နော်အရင်တော်တဲ့လူတွေပဲပါတယ်ပေါ့ဟို location တွေရော props တွေရောရှိအကုန်လုံးပေါ့တောင်းဆေးအောင်ခဲ့ရတာပေါ့နော်ဒီလိုမျိုးဇက်ကကြာနည်းနည်းလေးပို့ပြီးတော့တာဝန်ကြီးတာပေါ့ရရတာလည်းခက်တာပေါ့နော်အဲဒါမဲ့ဟိုမတူဘူးပေါ့အဲ့တော့အချက်ကကြိုက်တဲ့သူ drama ကြိုက်တဲ့သူကတော့အဲဒီကားကိုကြိုက်ချင်မှကြိုက်လိမ့်မယ် ဘာလို့လဲဆိုတော့အချက်ကကြိုက်တဲ့လူကတတ်တတ်ကိုရှိတာဒီလိုမျိုး horror sense spiritual movie ကြိုက်တဲ့လူကလည်းတတ်တတ်ကိုရှိတယ်ဆိုတော့ဒီနှစ်ခုက compare လုပ်လို့တော့မရဘူးပေါ့နော်ဘာနည်းကိုမြင်အရေးကြီးနေနေတဲ့ကောင်ပါအဲ့ romance ကိုတော့ကျွန်တော်နည်းနည်းကျွန်တော်ခုရိုင်းက ကျွန်တော်ကြည့်ရတဲ့အချိန်မှာတိတ်ပြီးအာမတန်အာတန်လေးမရှိဘူးကွာကျွန်တော်တရေကားမျိုးတွေနည်းနည်းဒီအိတ်ဆိုင်တဲ့သွေးလာမျိုးတွေအဲ့အမျိုးတွေဆိုပြီးတော့ရိုက်ဖြစ်တယ်ပေါ့နော်ရိုက်ဖြစ်တော့ကိုကိုရန်ရလဲအဲ့ဒါကိုကြိုက်တယ်မကင်းနဲ့လည်းရရမယ်အဲဆိုတော့မကင်းနဲ့ကဒီမျိုးလုံးဝမဆုံဘူးသေးဘူးဆုံသေးတဲ့အချိန်မှာဒီလိုကိုကြိုက်တဲ့ကားကားပုံစံမျိုးနဲ့စုံစည်းခွင့်ရတဲ့အတွက်လည်းကျွန်တော်ကဒါဖဲ့လေးနဲ့ ပို့ပြီးတော့ကြိုးစားအားထုတ်နေတာကိုကိုရန်ကအားရလားဒီဇက်ကားကြီးရဲ့အချိန်မှာကြိုက်တာကြိုက်ပါတယ်ကြိုက်ပါတယ်ဘာလို့ဆိုတော့ဒီခုလိုမျိုးပေါ့နော်ဟိုကားကောင်းကစားပေါ့နော်ဝင်မေးပြီးတယ်နင်ကကြောက်လို့လားကြောက်ရင်လားလက်လေးတွဲထားတာဟမ်တော့ဇမ်းမနင်ဖိုးတေးလို့မခေါ်ရဘူးဖိုးရွှေလေးလို့ခေါ်တယ် location နေရာအစားလို့ဘယ်နေရာလေးသွားရှာထားမှန်းကိုမသိတာလို့ခက်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 တနေရာတနေရာဆိုအရန်ကိုခက်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 သွားတဲ့နေရာမျိုးပြီးတော့ဟိုကင့်နဲ့ဟိုကျွန်တော်တို့ရိုမန်စင်းတွေလို့ပါအောင်ဆိုလဲအဲ့လိုကြာကန်တွေလို့ပါအောင်ဆိုလဲအဲ့လိုချွတ်တီတွေပြီးတော့တကယ်အပြင်မှာကျတော့လေအကြာကြီးရရအကြာကြီးရရအဲ့ဒီမှာရှင်နေတဲ့အကုန်လုံးချော်လဲတဲ့သူကချော်လဲအဲ့လိုမျိုးဒီ စကားထဲမှာတော့အဲ့လိုအရန်နှာနေတယ်ဘုရားကဘုရားရဲ့တကယ်ကြိုးစားအားထုတ်မှုတွေရောပြီးတော့ K ရဲ့ဒီလူပညာပိုင်းဆိုင်ရာမှာသူရဲ့ item ပိုင်းဆိုင်ရာမှာချပြမှုတွေရောကောင်းကောင်းကြီးတွေ့ရမှာပါကျွန်တော်လည်းအတတ်နိုင်ဆုံးနဲ့အကောင်းဆုံးဖြစ်အောင်ကြိုးစားထားပါတယ်ဘုရားတချို့စင်းနေဆိုရင်ငါ၄၅ရက်လောက်ရိုက်လိုက်ရတယ်၄၅ရက်ပေါ့အဲ့တစင်းနဲ့ကို၅ရက်လောက်ရိုက်လိုက်ရတယ် တော့တတိချာချာတော့ကိုဖက်ကလည်းရိုက်ထားတယ်အကုန်လုံးလည်းအချိန်ပေးထားကြတယ်ပေါ့နော်ဒီဆက်ကတော့အဲကြည့်ရင်တော့ဒီမှာပါရာအားလုံးကခဏလေးပေါ့နော်ဒါအဲဘာသာရေးနဲ့လည်းဘာသာရေးဆိုတာဒီလောကကြီးမှာအဖြစ်ပြက်တွေကအများကြီးတယ်အဲပြီးတော့ဖျားတရားပို့လို့ခု နောက်ပြီးတော့မမြဲဘူးပေါ့အမြဲတမ်းဒီဇက်ကားမှာပေးစင်တဲ့ message တွေကတော့စသိမ်းပိုင်းမှာရှိတဲ့အတွက်ကြောင့်ကြည့်ကြည့်ပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကစ်တို့ရဲ့အစ်တစ်ခုပေါ့ရတာတစ်ခုဖန်တီးမှုအစ်တစ်ခုကိုအာဖန်တီးထားတဲ့ ရိုက်ကူးထားတဲ့နှက်ဝင်တဲ့ရုပ်ရှင်ဇာတ်ကားကြီးအောက်တိုဘာ31ရက်နေ့မှာတနိုင်ငံလုံးမှာရုံတင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ချစ်တဲ့ပရိသတ်တွေအဲစိတ်ဝင်စားဇာတ်ကားကိုစိတ်ဝင်စားတဲ့ပရိသတ်တွေကြည့်ကြတဲ့သူတွေအကုန်လုံးလာရောက်ဝင်ရအားပေးပါလို့ဖိတ်ခေါ်ပါရစေရှင် ကျေးဇူးပါပြောပြလိုက်ပါအောင်ဟုတ်ဦးမလားတကယ်ဒီပရိသတ်တွေဟုတ်ကဲ့ဟိုဘောနော်ခုနကပြောသလိုပါပဲကျွန်တော်လာမဲ့30တရက်နေ့မှာဒီကားလေးယုံတင်တော့မယ်ယုံတင်တဲ့အချိန်မှာလည်းပရိသတ်တွေနဲ့ပြောဆိုပြီးကျင်ပါတယ်ဒီကားလေးယုံတင်ပြီဆိုတာနဲ့တရှိပြီးတော့ဝင်အားပေးကြပါဦးလို့ဆုံးဖြတ်ချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်